ကဲအားလုံးပဲလက်မလေးအသေးလေးတောချက်နေခဲ့ပါအောင်နော် Facebook YouTube ညီကိုများကျေးဇူးများတင်ပါတယ် channel လေးလည်း subscribe လုပ်ခဲ့ပါဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်ကတော့ဒါတွေ့ရတဲ့အတိုင်းပဲ Alpha အသင်းနေနဲ့နော်ကျွန်တော် game 1ကိုနိုင်တာရပြအဲ့တော့ game နဲ့မတူးမှသူတို့ဒီနောက်ထပ်တော့နိုင်ငံတစ်ခုစီကိုဆက်သွားဖို့အတွက်ကတော့ MN ရဲ့ချောင်းကိုလင်းပြန်ပြီးတော့မြင်တွေ့ရဖို့တော့ရှိအောင်မယ်ဒါလေးကတော့ကောင်းတော့ကောင်းတယ်ဗျာ MN ရဲ့ချောင်းကိုလင်းရအနေငယ်လေးနော်ကျွန်တော်ဒီ fan တွေတို့ဘာလို့ရှင်းထုတ်နိုင်မလားကြည့်ရမယ်လွတ်ပြီးတော့သူ့ရဲ့ signature လေးပဲပြင်ပြီးတော့သွားရသေးတယ်ပြဿနာတော့တိတ်ပြီးတော့မရှိဘူးဗျာနှစ်သိန်းလောက်မှဖြစ်နိုင်ကြီးအများကြီးရှိတယ်ဗောနော်ချောင်းကုန်းလေး fighter ကုန်းလေးနေရတော့ဟုတ်တယ်ဗျာ BD ကလုံရဲကင်ရင်ရှိတယ်အဲ့အကြောင်းလဲသူတို့ game ဝက်နိုင်တာဗျာနော်အဖိုးဖိုးပြရောဗျာ SU နေက live line ကြာလားအာတော့ကျွန်တော်တက်ပတ်နေကြတဲ့အချိန်လေးပြောတော့ဆိုတော့ထားပါတော့မဲပါလေခိုင်ရီနဲ့ဘောလုံးသွားပြီးကြည့်နေကြတဲ့ခိုင်တဲ့တကူပါတော့သူအနေနဲ့ကေဘယ်လေးပဲ AC ပြန်ပြရတယ်ဆိုတော့အနေထားမျိုးလေးတော့ဖြစ်သွားတယ်ဒါမှလည်းပဲ ။ Odin ဘက်ကတော့အားလိကမချက်မှာတာဖို့နည်းနည်းတော့ခက်တယ်ဗျ။တပတ်ကခလီယာလူနော့စ်ကိုတောက်လျှောက်ကြည့်ထားပြီးတော့သူ့အနေနဲ့ရည်သရှင်ရဲ့ form member တောင်ပြန်ပြီးတော့စောင့်ဆိုင်နေကြတဲ့ခိုက်တက်တကူမှာရည်သရှင်ကတော့ AC လေးပဲ Buff time နဲ့ဘာတွေကတော့ကောင်းတယ်။ Tatify ဒီမှာလည်း Fanyu ကောင်းကောင်းကြီးပြန်ပြီးတော့ဥဆောင်ပေးထားလို့ရတယ်ဆိုတော့ Elite Mew လေးတွေရှိပါတယ်။ဆိုတော့ BDR ဘိုင် Battlefield နေနေကတော့ပုံမှန်အတိုင်းကျွန်တော်တို့ရည်သက်ချင်းလီဒစီရပါတဲ့အချိန်ကိုပြန်ဆောင်ရိုးလစ်စတုန်းနဲ့ဟီတာပါ냐ပြန်တွေ့ရအပိုင်းဒီမှာလီဒစီနဲ့လိုက်ပြီးတော့အဆုံးသက်ဒါမျိုးဆိုလို့ရှိရင်တော့နည်းနည်းလေး revitalize ပဲရှိနေခဲ့တယ်ဒီဘက်ကဘာရှာသူတို့အများကြီးတွားပြီးတော့ pressure ပေးလို့လို့ရနိုင်တယ်ပေါ့နော် rolling stone ခပြီးတော့တိုက်ခဲ့ပြီး damage ပိုင်းကတော့ shogun hero ရောက်ပြီးတော့သိမ့်မလွယ်သူ mount shogun နဲ့ပြန်ကြည့်ခဲ့တဲ့ goal line match တွေအောက်မှာတော့ skyler ထတ်ကြနေတဲ့ keeper ကတော့နောက် back line အပိုင်းဒီမှာ kairi kairi လိုက်ချီနေခဲ့တဲ့ character ကမှနားရောပြန်ရတယ်ပြ1 4 1 trade ခဲ့တဲ့ character တစ်ခုမှာတော့ kairi ပြန်ပြီးတော့သိမ့်မဲ့ထားခဲ့တဲ့အခြေအနေမျိုးတွေမှာလည်း shogun နဲ့အဲ့တော့နဲ့သုံးချက်လိုက်အထူးထားဖို့လို့ကြိုးစားနေတဲ့2 v 1လေးပဲနောက်ကလည်း keep boy နဲ့ rolling stone ပြန်ကြည့်ခဲ့တဲ့ character တစ်ခုမှာတော့ bigatron by penalty ပြန်ပြီးတော့4 back မှာတော့ရလိမ့်မယ် keep boy မှားသွားတယ်ဗျာ အတော့ခန်းနဲ့၃ချက်အောက်မှာပထမအချက်နဲ့ပဲရှုကန်းပြန်ပြီးတော့အဆုံးသတ်ပေးထားလိုက်ပါပြီ။ကဲနော်ကျေးဇူးများတင်ပါတယ်လို့ဒီမှာဂျပန်ပတ်စံ320ပေးပါနာမည်ကဂျပန်နာမည်ကြီးကျွန်တော်လည်းဖတ်တော့ဘာဖြစ် thank you ပါ။တော့ဒီတော့ကျွန်တော်အောက်မှာတော့လွပီးတောက်ရှောက်ပဲ rigi ဆိုလား၃ချက်ပြန်ပြီးတော့ရိုက်သွားတယ်ဗျာနော်။ကောင်းတယ်ဒီလိုရိုက်ချက်လေးတွေကလိုအပ်နေတာဗျာ။အဓိကတော့ဒီအားလေး intro ဘိုင်းချားတွေမှာ fanny ရထားတဲ့အချက်တခုကြောင့်မလို့တော်လီတော့တာနေသေးတယ်ဗျာ။ဒါတရားတော့ဆော့ပြီးတော့သွားဖို့တော့ရှိမယ်နော်။တစ်ဖက်မှာလည်းပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ elman အနေနဲ့ဝင်ပြီးတော့ combine ပါဗျာ။ ဒါပေမဲ့ထိုချင်ပေါ်စီပြီးသားသလို Rolling Stone သွားပြီးတော့ရှိနေတဲ့အနေထား Raging Slab ဘာညာကလည်းကျွန်တော်ဒီချိန်မှာတော့မရှိသေးဘူးဆိုတော့တတရတော့ Restart ပဲပြန်ချရပြီ။ Fanny က Retribution ပေါက်ဖို့တော့လာပြီ။နောက်ကြပါပြီ Way for the Dragon ကမေရာသေးရဲ့ Tsunami Slam ပြင်ပြီးပါဝါသေးရဲ့နောက်မှာ Kyrie Kyrie နော်မရဘူးဗျပြန်ပြီးတော့ကြပါရယ်9ယောက်4ယောက်ကိုဗျာဒီတတေကိုအတင်းလူတာရယ်လွပီးမှာထွက်ကြဖို့တော့များနေတဲ့နောက်မှာလွပီးထွက်ကြနေနေပဲ9ယောက်တော့ Devil Gate ကိုပါတိန်းသွားပြီဗျာ လည်းကမချက်မာရီကနားရည်ရည်ချင်းအတော်လေးကို fully power spike ဖြစ်ခဲ့တဲ့ခိုက်တယ်မှာတော့ flying 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 cloud နဲ့အမြန်ရောက်ခဲ့ပြီဆိုပေမဲ့တပကောက် only e-sport အနေနဲ့အရင်ကြီးဘာမှပြန်ပြီးတော့ revenge လုပ်လို့မရတဲ့အနေအထားမျိုးလေးတွေသွားပြီးတော့ဖြစ်တယ်ပေါ့နော် AM ကတော့နည်းနည်းလေး match up ပြရနိုင်တယ်လို့ခန်းစားရတယ်ဒါမှလည်းပဲ spectacle နဲ့ရနိုင်တယ်ဆိုပေမဲ့ combination သွားတဲ့အပိုင်းလေးတွေတင်းရဲ့ပြန်ပြီးတော့သူ့ကိုကြည့်ပြီးတဲ့အပိုင်းလေးတွေမှာ ို့ပြီးတော့အားကောင်းတယ်။ Now a gap the overall မှာ 1.2k go leading lot ထိတော့ BTR စပြီးတော့ဥဆောင်လာတယ်ဗျ။ Data 5ဒီမှာလည်းအရင်မလာခဲ့တဲ့ Only Esport Carry the Ali ကမချက်ပါအနေမှာ Hiroki ရခဲ့ရင်ပဲပြန်ကြခဲ့တယ်ဆိုတဲ့အချက်ကအတော်လေးဥမှာအားနဲ့သွားစီတဲ့အနေအထားမျိုးလို့ပြောရမယ်။ Skyline တော့သူ့အနေနဲ့တစ်ခါတည်ခဲ့ဆိုပေမဲ့ Hannah Strelly first idea priority နဲ့စပြီးတော့ပြီးလာတယ်ပေါ့နော်။အဲ့အတွက်ကြောင့်တော့ဒီနေ့လေးပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူအများကြီးပြန်ပြီးတော့ဒီ match up ပိုင်းမှာကြည့်လို့ရတယ်လေတစီ dash side အပြောင်း 3v1 pick off ဒီအောက်မှာတော့ key boy တမ်းပြီးတော့ပျောက်တယ်ဗျာဒါမျိုးလေးကိုစောင့်နေတာ BTR လူစည်းပါပဲမရဘူးဗျာနော်ဒီပုံစံနဲ့ကတော့ဘယ်လိုမှပြန်တိုးပါမလို့ဒါပေမဲ့ sense through ဘာလို့လဲနည်းတော့ကြည့်ရမှာပါလေ sense through ဘာလို့မသေးသေးသေးဘူး carry လဲ item လေးပါလေးကတော့မစိုးလောက်လို့ပြောလို့ရဟေးရရဲ့ early impact ရှိမှာဗျာပြီးတော့အဓိကလူနို့ကိမပေးရင်တော့သူတို့အတွက် camera ကမျောလင်းလို့ရတယ် carry နောက်မှာဒီ skyler တစ်ခါ down လာတဲ့အချက်တခုတော့ရှိတယ်နော်အဲ့ဒါလေးကတော့အနေငယ်လေးတော့စိုးတယ်ဒါပေမဲ့လည်းကျွန်တော် two match man ဖြစ်နေအပေါ်မှာတေတော့မှာတေမှာနော် skyler ဆိုတဲ့ကောင်တေတော့မှာတေလန်းပွင့်တော့မယ်မြင်အောင်နေပြီ တော်လေးတော့ကျွန်တော်တို့ဒါပွန်လန်းမှာတော့ MA6 PR တွေပေးတယ်လို့နောက်မှလည်းနာယေဟီရိုကီ၄កောင်ထိရယူထားနိုင်ခဲ့ဆိုတဲ့အချက်တစ်ခုကိုလည်းလုံးဝတော့မေးထားလို့တော့မရသေးဘူးလက်ရှိချိန်မှာပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းเนาะကျွန်တော်တောက်လျှောက်ဆိုလိုပဲဒီနှစ်သိန်းရဲ့အနေထားလေးကတော့ထိတွေ့မှုလေးတော်တော်များများတော့ဖြစ်နေရဆိုတဲ့အချက်မျိုးတော့တွေ့ရတယ်အရင်ကြီးတော့မလွယ်ဘူးပြအဓိက BTR က 1K လောက်ပါနေတဲ့အချိန်ဆိုတော့သူတို့ကဒီ role ဒီဘယ်လိုပြောမလဲ early game movement တွေကိုအများကြီးကွန်ထရိုးရတယ်ခြောက်လည်းကန်းလို့မရဘူးဗျာ healer လည်းလည်းသွားတီးလို့မရအောင်အလဲရလည်းလူးနိုကြီးဆိုတော့ video drop ကတော်တော်လေးကောင်းတယ်ဒါပေမဲ့ချောင်းကန်လို့မရဆိုရင်ချောင်းတော့ဆက်ပြီးတော့ကန်တယ် wait for the dragon flick ကနဲ့ကန်သားသေးရနော်ကတရုတ်ဘာညာပိုင်းဖို့ကြိုးစားရပြအလဲမလဲလွတ်ပြီးပြင်ပြီးတော့ကြရတယ် main damage ဒီလာနှစ်ကောင်မပါတဲ့ battle တစ်ခုမှာတော့တတေကိုသွားဆိုင်ခဲ့ပြန်တယ်ဗျ။ onnit တတော်လေးတော့အမားကြီးများနေပြီဗျ onnit က onnit ကပြောရရင် comfort ကြီးသွားနေရတယ်နေကိုယ်စလားအမှန်လဲသိမလို့ပါညာအနေထားမျိုးဆိုတော့မပြောသလိုဆော့ဆိုပြီးတော့ player ချက်မှာယုံမယ်ဆိုတဲ့အနေထားမျိုးနဲ့လည်းဖြစ်နိုင်တယ်။ပြောရရင် player မှာလည်းသူတို့ကစိတ်ပါရနော်လိတ်တတာ speed နဲ့ lower bracket ဘာညာပြန်ပြီးရဆင်းအောင်မှာ ဒီလိုချင်နေဆိုလို့ရှင်တော့နော်အိုးနဲ့ထည့်ပြီးတော့လောင်းနဲ့ညီကိုများတော့ကိုဝေးလိုပဲဒုနဲ့မျက်ရည်တော့အမဲ့အခြေအနေမျိုးလေးကျွန်တော်တို့ပြန်ပြီးတော့ကြုံတွေ့ရနိုင်တယ်ဆိုတော့နားရတော့ AC ပဲသူနဲ့ခံရကြားထဲမှာလည်းပဲစဉ်းစားပြီးတော့ကွာလိုက်တယ်အဲကွာလာပြီအိုးနဲ့ကတော့နားရောမပြေးချင်တဲ့အရာတစ်ခုကဒီနေရာမှာလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ပေါ့နော်ဒါမှလည်းပဲနားရဲ့လူကစားမတစ်ယောက်ကလည်းအရင်ကစားမဖြစ်နေတာတော်တော်များများဖြတ်သန်းရမယ်ဆိုလို့ရှင်တော့သူ့အနေနဲ့အများကြီးတိုင်ပတ်နိုင်တယ်ဗျာဆိုတော့ဒါဟာသူနဲ့ live ဖတ်တဲ့ အတင်းအတင်းကိုရှာဖွေတွေးရှိသွားခဲ့ပြီလားလို့ကျွန်တော်တို့ကြည့်ရမယ်ဗီဒီယိုကလည်းလက်ရှိမှာနိုင်ငံတကာဝင်ကွင်းတော့ရတဲ့နေပေါ့ထိုင်နေစတရိုက်စနမစ်လန်နေပါလာတယ်လစ်ဒစီနေပြေးတက်နေတဲ့တူမန်လေးပဲ key point ပြန်ချဖို့တော့များနေပြီ key point ချသွားခဲ့တဲ့ခက်တာတစ်ခုတစ်ဖက်လည်း key ကတော့အပိုင်းနေမှာ backline only ပဲ show ကပြန်ချတဲ့141နားရတဲ့ကောင်ထပ်ပေးရတဲ့ခက်တာတစ်ခုတစ်ဖက်ကလည်း rigus နဲ့နေလန်ရှိက damage ဒီအောက်မှာ shutdown ခင်းနေတဲ့ sense gillan ပြန်ရလို့ 3v3 down shot ထပ်ပေးရတဲ့ flicker တွဲလုံးတွေကိုရှောင်ရှားနေတဲ့ပဲ142 trade မှာတော့ onic ပြန်လည်ပြီးတော့သိမ့်ပိတ်ထားနိုင်ခဲ့ပါပြီ။ on နဲ့เนาะကျွန်တော်တော်တော်လေးတော့ကောင်းတဲ့ better movement လေးတွေကိုအကျင်းထဲမှာပြပါ fanny bar ရဲ့ဘွဲမှာအကျင်းမှာ better သွားဆိုင်နေတယ်เนาะ BDR လည်းအမားကြီးတော့လှုပ်တယ်ဗျ BDR အမားလေးတွေကျွန်ပြန်ပြီးတော့လှုပ်လာနေတာတခုမှာတော့တော်လေးစိတ်ပူပူတော့ကောင်းနေဆိုတဲ့အနေထားမျိုးကိုတော့ BDR ပြန်လည်းရောက်ရှိလာမလားပါလေ network out 2k နေရာလောက်ကနေပြီးတော့အခုချိန်မှာတော့ပြန်လည်းပြီးတော့ပြန်ပေးလိုက်ရတယ်ဆိုတဲ့အချိန်မျိုးတော့ဖြစ်လာတယ် 1k လောက်ပဲကျန်တော့တယ်ပေါ့ဗျာ Fanny ကတော့ဒီဘွဲကတော့သူ Euro game နှစ်ကောင်ရတယ် carry တပတ်မှလည်း Skyline နဲ့ UK မရသေးဘူးမင်းသူရဲ့ Golden Time တခုကတော့တောက်လျှောက်ဆိုလိုပဲ ဖန်တီးဖို့တော့ကြိုးတော့ကြိုးစားနေရဗျာ။ online နေနေကတော့သူတို့ရဲ့ဒီ development man ဖြစ်နေတဲ့အချက်တွေเนาะပြီးွားလို့ရှိရင်တော့ဒီနောက်မှာ fan ni ပါတဲ့အချက်တွေကြောင့်မလို့ but design တဲ့နေရာတွေမှာတော်တော်လေးတော့အဆင်ပြေနေသေးရဆိုတဲ့အနေအထားမျိုးလို့တော့ကျွန်တော်သုံးသပ်လို့တော့ရတယ်ဗျာနော်။အော်တစ်ဖက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းတောက်လျှောက်ဆိုဆိုလို့ပဲဒီ opponent first tower ကိုပါ airman ထပ်ပြီးတော့ရိုက်ခွဲထားတဲ့အနေအထားမျိုးလို့သုံးသပ်လိမ့်မယ်။ဆိုတော့မစိုးဘူးဗျ။ BDR tower လေးပါလေးတော့ပြန်ပြီးတော့အပေါ်အောက်တော့တလုံးစီတော့ပြန်ပြီးတော့အမြဟိုသူတလုံးကိုတလုံးတော့ယူထားသေးရပါဗျာ။ ပြထရရတဲ့ပန်းလေးရောမဆိုးဘူးဗျာတက်တာတဲ့ပန်းရောအိုးနဲ့ e-sport ဘက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ထင်တယ်လို့ကြီးမလွယ်ဘူးဆိုတဲ့အနေထားမျိုးလေးကိုကျွန်တော်တို့ပြန်တွေ့လိုက်ရတယ်ဗောနော်ဆိုတော့ BDR ပဲ Vitality နောက်မလဲ Regis Land နဲ့ Landshark က Totic Fusion လေးထပ်ပြီးတော့ပေးရတဲ့ Shogun ပြန်ချဖို့တော့များတယ်ဂျီကွန်တို့မှာ3မှာသွားပြီး Tanner Strand နဲ့ Swimstan လေး Morino Dawson နဲ့ Desert လေး Qs အပြောင်းပါကေဘယ်ကတ်တရိုနဲ့ Backline Kyrie ပြန်ပေးခဲ့မယ် Lupi ပဲထပ်ကြတယ်ဗျာ MN6 Double Key ချန်နေခဲ့တဲ့ Key Point ပါ Triple ထပ်ပြီးတော့အဆုံးသတ်ရတယ်ပဲတက်တာတဲ့ Fire ချရှိနေခဲ့တဲ့နောက်တဲ့ Buff ကိုပါထပ်မဖို့တော့များနေသေးတယ် Kyrie ပြန်ပြီးတော့4ဘတ်နေခဲ့တယ်ဆိုပေမဲ့ Buff ကို ြားခဲ့တဲ့ချက်တကူကတော့ကောင်းသွားတယ်ဒါပေမဲ့ overall network gap ဒီ 2k ကျော်လောက်တိ ਉ တော့ BTR ဆက်လက်ပြီးတော့တိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ BTR เนาะ BTR သွားရှုပ်လို့မရအောင်เนาะ BTR ရှုပ်ရင်အကုန်ရှုပ်ကုန်မယ်ကျွန်တော်တော့ gain 1တွေကရှုပ်ခံလိုက်ရเนาะတီးထုတ်ခံလိုက်ရပြီဆိုတော့ gain 2ကလည်း BTR ပဲထပ်ပြီးတော့တီးထုတ်ဖို့လားလာလေးကတော့များတယ်ဗျ Fanny Parry Lane Split Push လေးပြန်ပြီးတော့သွားဖို့တော့ရှိမယ်เนาะ DR လေးကတော့ကျွန်တော်မစိုးဘူးလို့တော့ သုံးသပ်လို့တော့ရပါတယ်။တိုးတော်ညာပေါ့လေကျွန်တော်လော့ပဒယ်ဆိုတဲ့အရာလေးကလည်းသွားပြီးတော့ရှိတယ်ဗျာ။ခါရီတာတကယ်လို့ဒီလော့ပဒယ်တွေမှာเนาะကျွန်တော်အနည်းနဲ့များ review ရခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီ two match man flow အတွက်လည်းကင်းပိုင်းချားလေးတွေကိုထပ်ပြီးတော့ဆွဲဆန့်သွားနိုင်မလားဆိုတော့အချင်းနေမျိုးလေးကိုလည်းမျှော်လင့်လို့ရတယ်ဗျာ။အဓိက Shogun ရဲ့ early impact ကြမဲ့အချိန်ကို Onyx ကမစောင့်နိုင်ပဲနဲ့အဲ့လိုပဒယ်တွေတအားဥဆိုင်နေဗျာ။သူတို့က fan base space ကလည်းမလောက်ဘူး။မတ်မန်နကောင်နဲ့ကယ်ရီတကောင်သွားပြီးတော့ပါနေရဆိုတော့နေသားတစ်ခုမှာသိရမလားဘလို့မှသွားပြီးတော့ ီရှင်းမင်းလောင်းနဲ့ပြန်ချဖို့ကမလွယ်ဘူးပြတကယ်ကသူတို့စကန်လောလောက်ထိတော့ပြန်ပြီးတော့ပြီးရဖို့တော့လိုတဲ့အနေအထားမျိုးလိုကျွန်တော်အနေနဲ့တုံးသက်လို့တော့ကြရတယ်ဆိုတော့ဒီချိန်ဒီမိနစ်မှာ on it ဒီပတယ်လေးရှောင်းလိုက်တာကောင်းမယ် funny တကောင်လောက်ပဲတည်းရမှာသွားပြီးတော့တေးပြီးတော့ကျန်တဲ့ကောင်လေးပြန်ရောက်ပြီပြန်ပြီးတော့အသိပြနိုင်မယ်ဆိုရင်တော့မစိုးဘူးပြနော်ကြာရရ okay လား โอเคโอเคได้บลูอีผิดแผ่นนี่เลยจี้ลานออกมั้ยอ๋อเลย2-0ไปเนี่ยตัวมาดีจ้าไปแล้วผิดตัวไป BDR 2.9k 3k เปียเนาะกวาหมู่นี่ชื่อเนี่ยได้ไข่ตัวตะคูมาแล้วโชกันตัวได้อย่างตะคูแล้วเซลส์เกลเปลี่ยนไล่จี้ได้เลยสุดมั้ยโชกันตลอดเลยก้าวเนี่ยเนาะ Rookie of the Season อ่ะโชกันตัวไปแล้วผิดไหนเนี่ยล่ะ BDR ก็แน่ๆတော့ဒီအတူ MBS တွေပါတယ်မျောလင်းလို့ရမလားဆိုတာလေးတော့ကြည့်လိုက်မယ်။နည်းနည်းပြောဖို့တော့စောနေသေးတယ်ပေါ့လေနော်။ဆိုတော့လက်ရှိမှာလည်းကျွန်တော်ဒီအတည်းသူတို့ own လောက်ပဲကြည့်ရမှာပါ။ channel RQ ဘာညာလည်းမရှိတော့ဘူးဆိုတော့ BDR တော်တော်လေးတော့ကောင်းသွားပြီ။နိုင်ငံတကာဝင်ခွင့်တော့ရသင့်ပါတယ်ဒီအတည်းတော့နော်။ အေးကြံပါတယ်တိုင်းပြောင်းနေအဖမ်းလေးကြီးကပို့ပြီးတော့ကောင်းလာတယ်နော်ဒါမှလည်းပဲဒီမှာတော့ own it ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လဲ boss man battle ကြီးကတော့ jury masman ပါတယ်ဗျာဒါဟာ league အတွက်နည်းလေးကောင်းတဲ့အရာတစ်ခုများဖြစ်သွားမလားဗိုလ်လေဒါလေးကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အရာဖြစ်ပါတယ်ခါလီယာလူနော့စ်ကတော်တော်ဆိုးနေတာပဲခုလဲအဲ့ခါလီယာလူနော့စ်နဲ့ဒုက္ခပေးနေတဲ့ပုံစံပဲမှာ KDA 1ကိုဆင်းနေ Fin က2.4ဆိုတော့ Onne ကကျွန်တော်တို့ဒီ key point ကိုအာပွင့်လင်းပြောရင်တော့ခါလီယာက key point ကိုထွေ key point ကိုဆွဲကောတခါလေးဖြတ်နေတဲ့ပုံစံတစ်ခုပဲဗျာ အဲ့တော့ carry နဲ့ကျတို့ဒီ Nile Jar မှာ level 20ဒါပြက်နေတဲ့အနေထားအာကန်တော့မယ်နေတူတဲ့ MN 69လေးနဲ့ကန်တော့မယ်နေတူတဲ့ Fanny ကတော့ပြန်ပြီးပြေးနေရပြီဗျအဲ့တော့တစ်ဖက်မှာတော့ကျော် Tsunami Slam ဆွဲခေါ်လာပြီတခါရဲဖြတ်တယ်ဗျလူပီဘာမှတော့လှုပ်လို့မရနိုင်ဘူးဗျအဲ့တောက်လျှောက်ဆိုလိုပဲကျတို့ဒါ Anti Grad Thruster ပြေးဖို့ကြိုးစားနေချိန်မှာ Fin အမတော့ခံပေးထား Retriever ပေါ့ရုံပဲ Morino ရှောင်းအောင်ပြန်လဲပြီးယူပေးသွားတယ်ဗျ MN ကောင်နဲ့၄ယောက်၁ယောက်ဂျားရဲတော့ပြန်ညက်သွားတယ်ဆိုပေမဲ့နော် တော်ဒီအချိန်မှာဂျီကွန်ဒူလီနဲ့ပဲပြန်တော့ထွက်လာခဲ့ပါသေးတယ်ဟီရိုကီကတော့ကျွန်တော်လူဘီးတကောင်ပြန်ရလိုက်တယ်ဘီဒီယာနေနဲ့တော့လော်ယာလည်းချိလိုက်တယ်ဆိုတော့တော်တော်အဆင်ပြေသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာအော်နစ်ကဘာဖြစ်နေရတော့เนาะကျွန်တော်ဒီတိုင်းဆိုရင်အော်နစ်ကဒီကောင်တွေကအဲ့လိုမျိုးပြီးသွားပြီလားဟီရိုကြီးလှုပ်ရှင်တဲ့ပုံစံလေးများနေတာเนาะဒီပွဲမှာလည်းကျွန်တော်ကြည့်မှာသလို့ရှိရင်တော့ဘာရှာကြီးဘာညာလာပြီးတော့ပေးတဲ့အနေထားအလုံးမဖြစ်ဘူးဗျကီပွိုင်းတို့ကစားမားတွေเนาะတော့ဒီထပ်ပြီးတော့ရှိသေးတယ်ဗျကျွန်တော်နောက်မှာသလို့ရှိရင်ဘလွိုက်တို့လိုကစားမားတွေရဲ့လက်ထဲဒီလိုမျိုးကောင်တွေ high loss တွေ ဘာသာရေးတော့ပြီးမယ်ဆိုလို့ရှိရင်တော့ဘာရင်ပတ်မှတော့ရမှာတော့မဟုတ်ဘူးပို့ဆိုးတာတစ်ဖက်မှာလူနိုးဆိုလဲပါတော့ဒီလိုကောင်မျိုးတွေကရှင်းလို့ကကောင်းနော်အဲ့လိုချိန်မျိုးတော့ဖြစ်တယ်အချိန်ဆောက်အောင်ပါ onic ကအချိန်ဆောက်မှာပဲကျွန်တော်အဆင်ပြေမဲ့အနေထားအချိန်မဆောက်နိုင်လို့ရှိရင်တော့ပြီးဆုံးသွားပြီလို့ပဲကျွန်တော်သုံးသပ်မဲ့အခြေအနေမျိုးပဲဗျာနော်ကျွန်တော် network gap အနေနဲ့ကလည်း 4.6k လောက်ထိသွားပြီးတော့ရှိနေသေးတယ်တစ်ဖက်မှာ onic ဒီသူတို့တော့အရေးကြီးနေခဲ့တဲ့ဒါပွဲစဉ်မျိုးတော့မဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးတော့ PR တော့မများဘူးဗျာပေါ့ပါပဲဆော့နေတာ PTR တော့သူတို့ရဲ့လုံးလဲဆန်းအကုန်လုံးတော့ပြန်ပြီးတော့ပြရတယ်အခုလဲ မေးရ second tower ကိုထပ်ပြီးတော့ရိုက်ချိုးတယ်ပတ်စစ်ရှိရှိတဲ့အတွက်ကြောင့်မလို့မေဂါရဘောတော့အနိုင်ငယ်ခတ်နိုင်တယ်ဒါပေမဲ့ nova ကကြတော့တအားပြတ်သွားပြီဗျနောက်ကတော့ကတအားကွာနေတဲ့ခြေနေရောတော်တော်လေးဆိုးရတယ်ဗျာနော်။အော်ထိုင်ကိုတင်းတဲ့ RQ တင်းရဲ့ပြီးခဲ့တဲ့ဂိမ်းတွေမှာဝမ်းအောင်ကျွန်တော်တို့ပြန်ပြောင်းပြီးတော့မြင်တွေ့ရတယ်လို့ခန်းစားရတယ်ဗျာ။အဲဒီတော့ကလည်း GPN ကတော်တော်လေးများခဲ့တယ်နော်။9000လောက်ထိတော့တွားပြီးတော့ရှိတယ်။ဆိုတော့ဒီဖက်မှာလည်းမောင်းရှော့ကလေးနဲ့နားရဲ့လှေပြန်ကြည့်နေခဲ့တဲ့ခြေနေမျိုးတွေမှာတော့ကျွန်တော်တို့ဘာမှတော့သိမထူးဘူးဗျ။ Oney ကတော့ Mega Shield လေးပြုတ်သွားပြီဗောနော။နောက်ထပ် Minus ဆိုလို့ရှိရင်လည်း Mega Shield ကအကုန်လုံးပြုတ်သွားဆိုတော့ဘာမှတော့မထူးသေးဘူး။ Che, le demorodi! အသေးနေကိုစွန့်ခွာလာကြတဲ့ကိုစီကိုစီဇာမရပြန်တွေ့ရချိန်မှာနားရရပူကောင်းတယ်ဆိုရယ်ဆက်အိုရီယန်တက်ပလေးစတန်တခုရယ်ဆက်ဟုတ်တယ်ပြန်ပြောင်းနေစေပဲကိဘက်ကတော့ပြန်ပြီးတော့ချိနေရူနစ်စတုန်းနေတော်တစ်ဖြူစံပြန်ခေနာကလည်းကျွန်တော်မစတန်နေနေပါလာပြီဘက်ကလောင်းအိုလီပဲကီးပွားရီပလိုက်စ်နေနေပြန်ခေတစ်ဖက်ကလည်းလူပီးနေရူဂန်စတန်နေလမ်းရှိကထပ်ပြီးခဲ့ဒါမေ့ချ်အောက်မှာတစ်ဖက်ကဘက မှာဖြတ်ကန်ထားရတယ်ပဲဟီရိုကိပြင်ရဖို့တော့ကြိုးစားပြမေကကီပြင်ရခဲ့တဲ့ခိုက်တက်တစ်ခုမှာချန်နေခဲ့တဲ့မေလင်ရဲ့ first direct ကိုတော့တစ်ဖက်ကလည်းကင်မီဖန်နီရိုက်ခွဲနေခဲ့တဲ့ခိုက်တက်မှာတော့မေကလိန်မှာပြန်ပေးရဖို့တော့များတယ်ပြီအောက်မှာလဘူတကောင်နဲ့တွားကောင်မဖြစ်နိုင်ဘူးဗျဒါမှလည်းပဲ own e-sport မေရဲ့ second direct ကိုမရရအောင်ပဲပြန်ပြီးတော့ရယူထားနိုင်ခဲ့ပါသေးတယ် micro stay micro micro ပါကျွန်တော်လက်ရှိကတော့ကျွန်တော်တကွမ်းမိသွားတဲ့အချိန်မှာ stand เนี่ยတောက်လျှောက်ကြီးဖြတ်ဝင်လာခဲ့တာဗျာ အဲ့တော့ online အနေနဲ့တော့ကျွန်တော်တို့ဒီအချိန်ဒီမှာ network ဘိုင်းဆိုင်ရာတော့ပြန်ဆင်ပြေသွားပြီလို့ပဲကျွန်တော်တို့ပြောရမယ်ဗျာနော်ကျွန်တော်လက်ရှိ 2.4k တော့ BDR ကြံနေသေးရဲ့ဗျာအဲ့တော့ replay ရကျွန်တော်တို့သွားပြီးကြည့်မယ်ဆိုလို့ရှိရင်တကွက်ဝင်လိုက်တာနော် rolling stone နဲ့ tsunami slam နဲ့ဆွဲခေါ်တာမှန်ပေမဲ့ landshake ကတန်းရဲ့ d sense key land နဲ့ skyla ပြခွဲနေရဲ့ damage တွေအကုန်ဝင်သွားတာဗျာ nile shore တွေဘာမှလုတ်လို့မရတော့ဘဲနဲ့ဂျားထဲမှာအကုန်တီးခံလိုက်ရတာအဲ့ skyla နဲ့ကျွန်တော်ဒီ sense key land ရဲ့ damage ကြောင့်လို့ပဲပြောရမယ် carry hero နှကောင် damage ထွက်လာတဲ့ပုံမူတည်ပြီးတော့တကယ်ကိုအပြောင်းအလဲဖြစ်သွားတာဗျာ ကျွန်တော်လေးကိုဝီစိမ့်လေးစိတ်ခံအောင်ပဲနားရဲဟိုအာယူကခွန်တင်တာဗျနော်ကျွန်တော်ကိုဝီခဏခဏပြောသလိုပဲဖြတ်ခေါ်သေးနော်ကျွန်တော်ခုမှသတိထားသတိရတယ်ဒီရလောက်စာမတက်ဘူးနားရဲကဒါဘာဖြစ်ဖြစ်သူရုံးကန်ပေးနေဆိုတဲ့အခြေအနေမျိုးဗျနော်လက်စွမ်းရတယ်သူ online လို့အပြင်းမျိုးနဲ့အလိုင်းငယ်လေးရှင်စော့နေရနေတာ online ကလည်းသူတို့ဘာရှာဘာညာနဲ့တော့မှပြင်ပြီးတော့တီတော့ဘလောက်ထိရတော့သွားတော့သွားနေသေးတယ်ဗျနော်ကျွန်တော်မိုရီနိုတစ်ခေါက်လောက် ပြန်ပြီးတော့ down သွားတဲ့အခြေအနေမျိုးပဲအဲအဓိကတော့ fin ကိုသွားပြီးတော့ခုနသူတို့ဖြတ်နိုင်ခဲ့တာဗျ fin ကသွေးလျှော့ခံရလို့ရှိရင် LDU auto ပေးတာနော်ထပ်ပြီးဖို့အတွက်ပေးတာအဲအဲ့လိုဆိုတော့ဒီ fin ကိုသူတို့သွေးလျှော့လို့ရှိရင်အဆင်ပြေတယ်ဆိုတဲ့အနေအထားကသိသွားပြီ fanny တွက်လည်း go for ဖြစ်တယ်လေ fin ကိုအိမ်လိုက်လို့ရှိရင်အဲ့လိုဆိုတော့ဒီနောက်ပိုင်းမှာ chao အနေနဲ့လည်း split push ပုံစံတစ်ခုတော့ပြန်ပြီးတော့ကောင်းကြီးတော့သွားဖို့ရှိတယ် black control မှာ sky လာနော်ကျွန်တော် purify တော့ရှိတော့ရှိနေသေးတယ်ဗျနောက်မှလည်း down shot ဆိုပဲ sky လာ stand up ပြီ purify ပြန်အောင်ထားသေးရနောက်မှလည်း down shot ပဲ တော်တော်ကလီယာဆိုတော့မစ်လန်ပြန်ပြီးခဲ့တော့မှာဖိကျောက်ဖို့များတယ်ပြအရှိမကြံနေခဲ့တဲ့လပူတကောင်လည်းပြန်ပြီးတော့ train နေနေပဲ1 for 1ပြန်ပြီးတော့လဲလဲထားရသေးတယ် shutdown key ပြန်လည်းပြီးလိုက်ရတဲ့အနေထား၄ရောက်၄ရောက်ဆိုတော့လေကျွန်တော်ဘယ်တရတော့ sign လို့တော့ရသေးတယ်ဒါပေမဲ့ restart လေးပါလေးရောနှစ်သိန်းလုံးပြန်ချဖို့တော့လိုတယ်ဗျာနော်သွေးလေးပါလေးပြန်ဖြည့်ဖို့တော့လိုမယ် BOD ပါပြီးွားပြီးွားအဲ့ဒါ can သိပြီးနောက်ပိုင်း ဲဆိုတော့ beauty ပြီးသွားခဲ့တဲ့ခြောက်အနေနဲ့ကိုကြီးကျွန်တော်ပြောပါတယ်ခြောက်ကူးလင်းရနေပါပြီဒီကိုကြီးကျွန်တော်ပြောတယ်ဟုတ်လားအမ AM လို့ဆော့ပါဘလောက်ကောင်းလဲ AM 4 4ဆော့ပါနဲ့အဲ့ဒါ AM မဟုတ်လို့တော့ချက်ပြန်သွားနေခဲ့တဲ့ခက်တယ်မှာ AM နဲ့ DY ဟာဘလောက်ကောင်းလဲ AM DY DY AM ဟာကာယာရင်တော့သွားပြီးတော့ထပ်တူကြာနေရပြန်နော်ဘလောက်ဒလောက်ကောင်းတဲ့ကစားမနှစ်ယောက်ကူးလင်းမှာလဲခြောက်ငတာချင်းသွားပြီးတော့တူနေမယ်ဆိုလို့ရှိရင်တော့ run နေရတကယ်ကိုဖိတ်မခေါ်ဘဲနဲ့တက်နေမယ်ကြဲလို့ပဲတကယ်ကိုမူးကောင်းကင်ကိုထောင်ပြီးတော့သွားနေမှာနော် Onyx ကလည်း network gap ကနည်းနည်း minimize ပြန်ပြီးတော့လုံးလာနိုင်တယ်ဒါမှလည်းပဲ ဒီ low dance တဲ့ပိုင်းတွေမှာသူတို့အရင်သွားလို့တော့မရသေးဘူးဗျာအဓိကတော့အာဘယ်လိုပြောရမလဲနည်းနည်းလေးကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမှာ Jurem Masman ဖြစ်နေကြတယ်ဆိုတဲ့အချက်တခုကဗီဒီယိုအများကြီးနည်းနည်းလေးနှိပ်ပါးစီတဲ့အနေအထားမျိုးလို့ပြောရမှာထင်တယ်ကျွန်တော်ဟိုကဖြစ်သွားပြီကိုကြီးကမမြင်ရတော့ဟမ်ကဲလားဟမ်အဲ့တော့လက်ရှိချိန်ကြီးကတော့ပြန်သွားလိုက်ပါဦးကိုကဒီကဖွင့်လိုက် လက်ရှိကတော့ကျွန်တော်ကာရီပြန်ပေးလိုက်ရတယ်ဟောအွန်လိုင်းကျင်းလိုက်ကြီးဝင်လာပြီဆန်စဂီလန်တောက်လျှောက်ထိုင်းစပရင်နေရဗျာမော်ရီနိုနောက်ပြန် follow လိုက်နေမယ်ရှိုးကန်တကောင်နဲ့ကာရီနဲ့တော့ပြန်ထွေးလိုက်ရတဲ့အချိန်မှာအမ်အဂျီကွမ်တို့2မန့်စတန်စကိုင်လာတန်းပြတယ်ဗျာ ။စမ်းစင်ကတော့ကျွန်တော်နောက်ချိန်မှာတက်ထိုးသွိုင်းနေပဲ။ရဘာပြည့်အချိန်ထိုးတဲ့ဒဏ်ကြီးကိုမခံနိုင်ဘူးဗျာ။ Double K by MN ၄ငောင်းတောင်း key point ချနေခဲ့တဲ့အချိန်မှာတော့လုံးဝမကြည့်တော့ဘူး။ Bigatron by Vitality နေနေတော့တခါတည်းပဲပွဲအံ့မှုကျိုးစားမှာတော့မယ်။ဒီဖက်မှာတော့ကျွန်တော် Morino တခါတည်းပဲကျွန်တော်တို့ဒါ key point နောက်ကိုလိုက်ကြည့်သွိုင်းနေပဲ။စနေပွဲစနိုင်ပွဲရှုံးစက်တိုက်သွားနေတဲ့ Onyx ကတော့ not sure ရှုံးပွဲစတင်ပြီးတော့တွေ့သွားခဲ့ပြီပဲဖြစ်ပါတယ်ဗီဒီယိုရှုံးသွားပါပြီ Toavi, Toavi, Toavi.